မင်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့ဂျွန်22ရက်မှာရရှိထားတဲ့အထူးကြဆုံးသတင်းတွေကိုကျွန်တော်ခေရဏန်က တင်ဆက်ပေးပါရမယ်။နောက်ဆုံးရထိုက်တန်သတင်းတွေထဲထိုင်းစစ်တပ်ဂျမ်မာကြောင့်ဥကရထစကန်ကိုတိုက်ပိုးခတ်နေတဲ့ KNU ပူပေါင်းတပ်နောင်ရှုံမြို့ရဲ့6မိုင်အကွာကိုရောက်ရှိလာတဲ့စစ်ကောင်စီတပ်နေရမပြောင်းနိုင်တဲ့ပလဲစစ်ဆောင်3တောင်းရှောင်းဦးမြို့ပေါ်မှာဖေဝိုင်းလာဖန်တဲ့စစ်ကောင်စီတပ်မိုင်းဆွဲခံလိုက်ရတဲ့သတင်း မြမမျိုးရင်ငါးရင်ပေါင်စာငါးမျိုးစိတ်တဲ့နှမျိုးကို မှတ်တမ်းတင်နိုင်ခဲ့တဲ့တဲ့အီရန်ပေါ်အမေရိကန်ဘုံကျဲတိုက်ခိုက်မှုတာဒီယာကဘာစစ်အစလာအဲ့ဒီလိုတနစ်တာအထူးကြဆုံးဖြစ်ခဲ့ပြည်တွင်းပြည်ပတဲ့တင်တွေကိုတင်ဆက်ပေးတော်မှာဖြစ်ပါတယ်ဒီနေ့ပထမအဦးဆုံးတင်ကတော့ထိုင်းမြန်မာနေဆက်မှာထိုင်းစစ်တပ်ကဂျမားရီဖွင့်ထားတဲ့အတွက်ဥက္ကဋ္ဌစခန်းကိုတိုက်ဖို့ခန့်နေတဲ့ကန်ယူပူပေါင်းတက်ဆိုတဲ့တင်ကို ပြောပြပေးမှာပါ ထိုင်းမြန်မာနယ်စပ်မြေအနီးမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ဥက္ကဋ္ဌစခန်းကို KNU ပူးပေါင်းတပ်ကပိတ်ဆို့ထားပေမဲ့ထိုင်းစစ်တပ်ရဲ့ဂျမားဖွင့်လှစ်ထားတဲ့အတွက် drone တွေနဲ့တိုက်ခိုက်ဖို့ခက်ခဲနေတာဖြစ်ပါတယ်။ KNU ပူးပေါင်းတပ်ဖွဲ့ဟာဂျွန်ဆက်တရကစတင်ပြီးတော့ဥက္ကဋ္ဌစခန်းကိုပိတ်ဆို့ထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့2022ခုနှစ်ဂျွန်26ရက်ကနေဥက္ကဋ္ဌစခန်းကို ပထမအကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမဲ့စခန်းကိုမသိမ်းပိုက်နိုင်ခဲ့ပါဘူး။အဲ့ဒီအချိန်တွေအကြောင်းစစ်တပ်က တက်ရှိစေရောအမည်နဲ့ဝါရဖြန်းစစ်ကာရိုက်ခဲ့ပါသေးတယ်။ဩဂရတစကန်ဟာမြဝရီမျိုးတောင်ဘက်လေကုတ်ကော်မျိုးတင်တဲ့မြဝရီမျိုးအရှိတောင်ဘက်ဝေါ်လီဒေတာကိုဆက်သွယ်ထားတဲ့ကားလန်းချောင်းပေါ်မှာတရှိရအတွက်စစ်ရေးအရာအရေးပါတဲ့စကန်တစ်ခုလည်းဖြစ်ပါတယ်။အခုနဲ့အတွင်းကင်နီယူတက်မဟာ6နေမြေမှာရှိတဲ့ဘလီရိုကနေလေရွှေအေးမြိုင်ဘရင်နောင်မော်ခီတိဘောဘောစကန်တို့ကိုကန်နယ်လီပူပေါင်းတက်တွေကတိမ့်ပိုက်ထားနိုင်ပြီးဩဂရတထိကပလဲ ဝေါ်လီဘျူဟာနဲ့တိတဲလက်စခန်းတို့ကိုသာတိမ့်ပိုက်ဖို့ကြံတော့တာဖြစ်ပါတယ်။ဒုတိယသတင်းအနေနဲ့နောင်ရှုံမြို့နယ်နဲ့6မိုင်အကွာကိုရောက်ရှိလာတဲ့စစ်ကောင်စီတပ်သတင်းဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ရှုံမြို့နယ်မှာရှိတဲ့ကံကြီးရွာကိုစစ်ကောင်စီတပ်ကအင်အားလုံးရင်းနဲ့စစ်ကြောင်ထိုးလာတဲ့အတွက် TNL ကတပတ်ခန့်သာထိန်းချုပ်နိုင်ပြီးတော့ပြန်လည်လွတ်လွတ်ခဲ့ရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇွန်လ9ရက်ကစစ်ကောင်စီတပ်ဟာကံကြီးရွာကိုတင်ပိုက်ခဲ့တာဖြစ်ပြီးတော့ KNL ပူပေါင်းတက်ကဂျွန်9ရက်မှာရွာကိုပြန်လဲထိမ့်ရှုံနိုင်ခဲ့ပါတယ်။ဒါပေမဲ့တပတ်ခန့်အကြာမှာတော့စစ်ကောင်စီကပြန်လဲသိမ်းပိုက်နိုင်ခဲ့ပြီးတော့ကန်ရွာကြီးအပြင်တရက်ကုန်းရွာအထိစစ်ကြောင်ရောက်ရှိလာတာဖြစ်ပါတယ်။လောလောဆယ်စစ်တကကန်ကြီးကိုကျော်လာပြီးတရက်ကုန်းထိရောက်နေပြီးကျွန်တော်တို့လည်းအပြင်းထန်ခုခံနေပါတယ်။လက်ရှိမြေပြင်အခြေအနေကတော့တိုက်ပွဲဆစ်ဖြစ်နေတယ်။စစ်တပ်ကအဆိုင်ွက်ဘုံးတွေအုံပြုတ်နေပါတယ်လို့မြေပြင်သတင်းရင်းမြစ်က MP ကိုပြောပါတယ် တရက်ကုံရွာဟာနောင်ရှုံမြို့နယ်နဲ့6မိုင်ခန့်အကွာမှာရှိပြီးတော့ဆိုင်ကင်နဲ့သွားတယ်ဆိုရင်15မိနစ်ခန့်သာကြာမြင့်ပါတယ်။ထမှန်ပြီးနောင်ရှုံမြို့နယ်မှာရှိတဲ့လက်ပံကုံတရက်ကုံညံတော်ရှေသွန်းလုံဝဲအုံမတိနဲ့ဆမ်မဆေကျေးရွာတွေမှာစစ်ကောင်စီတပ်နဲ့ TNL ပူပေါင်းတပ်တို့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ TNL ကဂျွန်27ရက်မှာထုတ်ပြန်ခဲ့ပါတယ်။တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက်နောင်ရှုံဒေသခံတွေဟာကြောက်မဲမြို့ကို တင်းရှောင်နေပြီးအကူအညီတွေလိုအပ်နေရလို့စစ်ဘေးရှောင်တွေကိုကူညီပေးနေသူတွေကဆိုထားပါတယ်။တတိယသတင်းကတော့စစ်ကောင်စီရဲ့လေကြောင်းနဲ့စခန်းသိမ်းတိုက်ပွဲတွေကြောင့်စစ်ရှောင်နေရတဲ့ပလဲမြို့နယ်ဒေသခံ3000နေရမပြောင်းနိုင်သေးတဲ့သတင်းဖြစ်ပါတယ်။စကိုင်းတိုင်းရင်းမပင်ခရိုင်ပလဲမြို့နယ်အနောက်ဘက်မှာရှိတဲ့ကျေးရွာတွေကဒေသခံ3000ခန့်ဟာစစ်ကောင်စီရဲ့နေစဉ်ရက်ဆက်ဘုံကျဲနေမုန်းတဲ့ဇီးပြုတ်ကုန်းပြူရွာကိုတော်လင်းတက်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေရတဲ့အကြောင်းနေရမပြန်နိုင်ဖြစ်နေပါတယ်။ပြီးခဲ့တဲ့ဂျွန်လာနှစ်ကဆက်ပြီးတော့ပလင်းမြို့နယ်မှာရှိတဲ့ကန်းနောင်ကျေးရွာရဲစခန်းနဲ့ဇီးပြူကုန်းပြူရွာတွေကိုတော်လင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ကန်းနောင်ရဲစခန်းကို PLA ဥဆောင်ပြီးတော့တော်လင်းပူပေါင်းတပ်တွေကဂျွန်16ရက်မှာအလုံးစုံတင်ပိုက်နိုင်ခဲ့ပေမဲ့ဇီးပြူကုန်းပြူရွာကိုတော့တင်ပိုက်နိုင်ခြင်းမရှိသေးပါဘူး။ကန်းနောင်ရဲစခန်းကိုလက်လွတ်လိုက်ရတဲ့စစ်ကောင်စီကပလဲမြို့နယ်အနောက်ဘက်ကမ်းမှာရှိတဲ့ကျေးရွာတွေကို လေချောင်းကနေနေစဉ်ရက်ဆက်ဘုံကျဲတိုက်ခိုက်နေတဲ့အတွက်အရက်သား9ဦးသေဆုံးခဲ့တဲ့အပြင်ထိခိုက်ဒဏ်ရာရသူတွေလည်းရှိနေပါတယ်။ဇီးဖြူကုန်းပြူဟာကိုလည်းတော်လင်းရဲတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီးတော့ဒီကနေ့အထိတိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်ပါတယ်။အဲ့ဒီအကြောင်းအရာတွေကြောင့်ပလဲမြွန်းနဲ့အနောက်ဘက်ကကျေးရွာ30ကျော်ကပြည်သူတွေဟာလေဆောင်တဲတွေမှာဆက်ဆောင်နေရတဲ့အတွက်ဆေးဝါးစားနေရိတ်ခါနဲ့အမိုးကာတွေလိုအပ်နေပါတယ်။ထမှန်တန်ဆက်ပေးမဲ့တဲ့င်းကတော့ရှောင်းဦးမြို့ပေါ်မှာ ဖဲဝိုင်းဖမ်းဖို့လာတဲ့စစ်ကောင်စီတပ်မိုင်းဆွဲခံလိုက်ရတဲ့သတင်းဖြစ်ပါတယ်။မနေ့ကညနေ9:45မိနစ်ခန့်မှာစကိုင်းတိုင်းရှောင်းဦးမြို့ထွေးအုပ်ရုံးကနေစစ်သားအင်အား30လောက်နဲ့ထွက်လာတဲ့စစ်ကောင်စီတပ်ကို BLDF အဖွဲ့ကစွတောင်းပြေဖုံးကြီးကျောင်းအနီးမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ရဖြစ်ပါတယ်။အခုလိုမိုင်းဆွဲတိုက်ခိုက်လိုက်တဲ့အတွက်စစ်ကောင်စီဘက်ကစစ်သား2ဦးတေပြီးတော့6ဦးလောက်ထဏ်ရရှိသွားပါတယ်။မိုင်းဆွဲခံခဲ့ရတဲ့စစ်ကောင်စီတပ်က ဖေးဝိုင်းလာဖမ်းကြတာဖြစ်တယ်လို့ BLDF တက်ခွေရဲ့အညာမှိုင်းအဖွဲ့တာဝန်ခံက MP ကိုပြောပါတယ်။မိုင်းဆွဲခံရပြီးတဲ့နောက်မှာတော့စစ်ကောင်စီကအနည်းပတ်ဝန်းကျင်မှာရှိနေတဲ့ပြည်သူ22ဦးကိုထွေးအုပ်ယုံတဲ့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။စစ်သားတွေထိခိုက်သေဆုံးမှုကိုတော့ MP အနေနဲ့တိကျအတိမပြုတ်နိုင်သေးပါဘူး။စစ်ကောင်စီကသူတို့တိုက်ခိုက်ခံရပြီးဆိုရတဲ့တိုက်ပွဲပေါ်ဆောင်ခဲ့တဲ့ရေးပေါ်တွေကို မဖမ်းဆီးနိုင်တဲ့အခါမျိုးတွေမှာပြည်သူတွေကိုအကြောင်းအမျိုးမျိုးပြဖမ်းဆီးမှုတွေပြုလုပ်လျက်ရှိပါတယ်။နောက်ဆုံးပြည်တွင်းသတင်းကတော့မြမမျိုးရင်းငါးရင်မောင်စာလို့ခေါ်တဲ့ငါးမျိုးစိတ်အစ်နှစ်မျိုးကိုမှတ်တမ်းတင်နိုင်ခဲ့တဲ့သတင်းဖြစ်ပါတယ်။တဘောအတန်ဇာရပေါ်ကျွားတဲ့မြန်မာနိုင်ငံမှာဒေသမျိုးရင်းငါးရင်မောင်စာလို့ခေါ်တဲ့ငါးမျိုးစိတ်အစ်နှစ်မျိုးကို Native Species Composition and Identification အဖွဲ့ကမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒီငါးမျိုးစိတ်တဲ့နှမျိုးနဲ့ပတ်သက်ပြီး2022ခုနှစ်ထဲကသူရတနာစာရင်ပြုစုခဲ့တာဖြစ်ပေမဲ့မျိုးရိုးဗီဇအထောက်ထားအလုံးလောက်မရှိတဲ့အတွက်2025ခုနှစ်ဧပြီလရောက်မှသာစာရင်ပြီးခဲ့တာဖြစ်တယ်လို့ NSCI ကပါရဂူចောင်းသူတူကပြောပါတယ်။ငါးမျိုးစိတ်တဲ့နှမျိုးကိုဖော်ထုတ်ရမှာရုပ်သွင်ပုံစံတစ်ခုတည်းနဲ့တတ်တည်ပြဖို့မလုံလောက်တဲ့အတွက်မျိုးဗီဇတွေကို molecular sensor jet တွေပါပြုလုပ်ပြီးတော့ရုပ်သွင်ပုံစံ နှိုင်းရှင်လည်လာမှုတွေကိုပြုလုပ်ပြီးမှသာ မျိုးစိတ်အစ်စ်ကိုထုတ်ဖော်နိုင်ခဲ့တာဖြစ်ပါတယ်။ငါးရင်ပေါင်စာမျိုးစိတ်အစ်စ်နှမျိုးကိုအမြင်ပေးရမှာလဲတွေ့ရှိရဒေတာတွေဖြစ်တဲ့အင်းတို့ကြီးငါးရင်ပေါင်စာနဲ့မေတ္တာမြင့်ငါးရင်ပေါင်စာဆိုပြီးတော့အမြင်ပေးထားပါတယ်။မြန်မာနိုင်ငံမှာငါးမျိုးစိတ်အစ်စ်တွေကိုပေါ်ထုံမှတ်တမ်းတင်ကျင်းတဲ့ထိမ့်သိမ့်ကောက်ွယ်တဲ့မျိုးစိတ်တွေကိုစီရင်ပြုစုထားတာဟာမျိုးတုံးနိုင်တဲ့ tradition တွေကိုကောက်ွယ်ရမှာ အကျိုးသက်ရောက်မှုရှိရလို့သဘောပတ်ဝန်းကျင်ထိမ့်သိမ့်ကာကွယ်သူတွေကဆိုပါတယ်လူတွေရဲ့မစင်မရှင်လှုပ်ဆောင်မှုတွေကြောင့်မြေရှောင်းအင်းအိုင်တွေမှာရင်ရင်ညင်မှုတွေဖြစ်ပေါ်ပြီးရေရှုံငါးတန်ရန်ဇာရရော့နေမှုတွေဖြစ်ပေါ်လာနေရလို့သဘောပတ်ဝန်းကျင်ထိမ့်သိမ့်ကာကွယ်သူတွေကထောက်ပြထားပါတယ်နောက်ဆုံးပြပသတင်းတပုတ်အနေနဲ့အီရန်ပေါ်အမေရိကန်ဘုံကျဲတိုက်ခိုက်မှုကတာဒီယာကဘာစစ်အစလားဆိုတဲ့သတင်းနဲ့နှုတ်ဆက်လိုက်ရှင်ပါတယ် ဒီနေ့မနေ့အစောပိုင်းမှာအမေရိကန်ကပေါင်3000ဘုံးနဲ့အုံပြုတ်ပြီးရောအီရန်နိုင်ငံမှာရှိတဲ့နျူကလ িয়ার စက်ရုံ3ခုကိုဘုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။အခုလိုအမေရိကန်ကတိုက်ခိုက်ခဲ့တဲ့အတွက်အမေရိကန်အနေနဲ့ထာဝရအကျိုးဆက်တွေရှိလာနိုင်မယ်လို့အီရန်နိုင်ငံရဲ့ဝန်ကြီးအဘာအာရာရှီကသတိပေးခဲ့တဲ့အပြင်မိမိကိုယ်ကိုကာကွယ်ဖို့နီလန်အလုံးသုံးဆွဲသွားမယ်လို့လည်းပြောခဲ့ပါတယ်။ကိုလိုနမကထွေထွေအတွင်းမှုရှုပ်အန်တိုနီယိုဂူဒါရက်စ်ကလည်းအမေရိကန်အနေနဲ့အီရန်နိုင်ငံအပေါ်ဘုံကျဲတိုက်ခိုက်မှုနောက်ဆက်တွဲအနေနဲ့ ကပတ်ငင်းငင်းရဲနဲ့လုံကြုံရဲအတွက်ဓာတ်ရိုက်ချိန်ချောက်ရာရောက်လာနိုင်တယ်လို့လည်းပြောဆိုထားပါတယ်။နျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့ပါကစ္စတန်ကလည်းအီရန်နိုင်ငံကိုစစ်ရဲအကူအညီတွေထောက်ပံ့ပေးမယ်လို့ဂျွန်လာဒုတိယပတ်အတွင်းမှာကြေညာခဲ့ပါသေးတယ်။ဒါအပြင်ကပတ်စစ်အင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ရုရှားနိုင်ငံကလည်းအီရန် Israel ပဋိပက္ခကိုဂျာဝင်ဖြည့်ရှင်းပေးမယ်လို့ပြောကြားထားတဲ့အပြင်အီရန်ကိုတိုက်ခိုက်ပါကနျူကလ িয়ার ကပ်ပဲစိုက်နိုင်တယ်လို့ ရုရှားလက်ထောက်နိုင်ငံရဲ့ဝန်ကြီးကရခိုင်အပကပြောကြားထားပါတယ်။အီရန်ကို HPR ကလေကြောင်းတိုက်ခိုက်ပြီးတဲ့နောက်တတိယကမ္ဘာစစ်စတင်နေပြီလို့ရုရှားစစ်ဘက်ဆိုင်ရာဗိုလ်ချုပ်ကြီးအပတီအလော်ဒီဗိုကဂျွန်လာဆက်လျန်နေကပြောကြားခဲ့ပြီးစစ်ရာတတန်ဖြစ်တင်ပေးဖို့ရုရှားအစိုးရကိုတောင်းဆိုခဲ့ပါတယ်။ MP ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ။ကြေရှုံးသားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။